မင်္ဂလာပါရှင်။မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးမြမရွေးကောက်ပွဲဟာလွတ်လပ်ပြီးမြတ်တာမယ်လို့ယုံကြည်သူရှိမှမဟုတ်ဘူးလို့ကုလသွေးမှုချုပ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဒီရင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာစစ်ကောင်းဆောင်တွေကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲလွတ်လပ်ပြီးမျှတမှုရှိလိမ့်မယ်လို့ယုံကြည်သူတယောက်မှရှိမှာမဟုတ်ဘူးလို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအောက်တိုဘာ29ရက်မှာပြောလိုက်ပါတယ်မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေပေးဖို့နဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့လိုအပ်နေကြောင်းလဲအထွေထွေတွင်ရဲမှုချုပ်ဂူတာရက်ကဆိုပါတယ် အဲ့ဒီခြေကောက်ဝယ်ရင်လွတ်လပ်ပြီးတရားမျှတလိုက်မယ်လို့ယုံကြည်သူတယောက်မှရှိမှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်လို့ဂူတာရက်က58ချိန်မြောက်အာဆီယံညီလာခံနဲ့ဆက်ဆက်စည်းဝေးပြင်ပမလေးရှားမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာဖြစ်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီကအာနာသိမ့်ပြီးနောက်ပိုင်းပထမဆုံးချိန်နဲ့စစ်ကောင်မရှင်ကဒီဇင်ဘာ28ရက်မှာအထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်။ရွေးကောက်ပွဲမှာပါဝင်သူတွေကမြန်မာနိုင်ငံရဲ့ပြည်ထနာတွေအတွက်အပြည့်ထွက်လာအောင်ကူညီပေးလိမ့်မယ်လို့ယုံကြည်သူရှိလိမ့်မယ်ဖြစ်ကြောင်းမိမိအနေနဲ့မထင်မှတ်ကြောင်း Gutarest ကတုံ့ပြန်လာတာပါ။ လက်ရှိအချိန်မှာအကျန်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားရေးအကူအညီပေးဖို့လိုအပ်နေတယ်လို့တချိန်တည်းမှာပဲအရက်သားအုပ်ချုပ်မှုစီဦးတည်စေမယ့်နိုင်ငံရေးစင်ကဲပြောင်းလဲမှုအတွက်လမ်းဖွင့်ပေးရမှာဖြစ်တယ်လို့သူကပြောပါရယ်မြန်မာနိုင်ငံမှာနောက်ဆုံးရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာကကျင်းပခဲ့ပြီးလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီကအပြတ်သက်အနိုင်ရခဲ့ပေမယ့်မဲလိန်နယ်လိုစစ်တပ်ကအကြောင်းပြပြီးအာဏာသိမ်းခဲ့တာဒီနေ့ဒီချိန်ထိဖြစ်ပါရယ်စစ်ကောင်းဆောင်တွေကျင်းပမယ့်ရွေးကောက်ပွဲဟာလွတ်လပ်များတဲ့ရွေး ကောက်ပွဲဖြစ်လာဖို့စံချိန်စံညွှန်းတွေနဲ့လုံးဝကိုက်ညီမှုမရှိတာကြောင့်ရွေးကောက်ပွဲစောင့်ကြည့်သူတွေဆင်လုပေးမှာမဟုတ်ဘူးလို့ EU ကပြောထားပါတယ်စစ်ကောင်မရှင်ကရွေးကောက်ပွဲစောင့်ကြည့်သူတွေဆင်လွတ်ပေးဖို့အာဆီယံကိုတောင်းဆိုထားပေမယ့်အာဆီယံကလည်းဆင်လွတ်ပေးမှာမဟုတ်ဘူးလို့သတင်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့အာဆီယံအဖွဲ့ဝင်အနေနဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့ရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေဆင်လွတ်နိုင်တယ်လို့တန်တမာရေးသတင်းရှင်းပြတွေကပြောကြားထားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်လွှဲပြောင်းယူတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အာဆီယံဥက္ကဋ္ဌရာထူးကိုမလေးရှားကဖိလစ်ပိုင်ထံအောက်တိုဘာ28ရက်ကလွှဲပြောင်းအနှံလိုက်တာကြောင့်2026ခုနှစ်တွင်မနီလာအစိုးရတာဝန်ယူချိန်မှာတောင်တရုတ်ပင်လယ်တွင်နေနမိတ်ဆိုင်ရာအငင်းပွားမှုတွေကိုအထူးကအာရုံစိုက်လာပွဲရှိနေပါတယ်။ယခုနှစ်ကုန်ချိန်အာဆီယံဥက္ကဋ္ဌနေရာမှာဆက်ရှိနေမယ့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကကွာလာလန်ပူမြို့မှာကျင်းပတဲ့အာဆီယံညီလာခံပိတ်ပွဲမှာဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစီအာဆီယံဥက္ကဋ္ဌကံရတဲ့တက်တာဒူကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 2026ခုနှစ်ပထမဆုံးနေ့မှာအာဆီယံအခန့်အသစ်တစ်ခုစတင်မယ်လို့ဝန်ကြီးချုပ်အန်ဝါကပြောပါတယ်။ အိန္ဒိယသမုတ်တရားနဲ့ပစိဖိတ်သမုတ်တရားကိုချိတ်ဆက်ထားတဲ့တောင်တရုတ်ပင်လယ်တွင်နယ်နိမိတ်ပိုင်းဆိုင်ရာကြောင်းပြောဆိုနေကြတဲ့အာဆီယံ၄နိုင်ငံမှာဘရူနိုင်းမလေးရှားဗီယက်နမ်တို့နဲ့ဒူဖိလစ်ပိုင်လည်းပါဝင်နေပါတယ်။ဒါကြောင့်အဲ့ဒီမဟာဗျူဟာကြတဲ့ရေနံချောင်းကိုအချုပ်ချာအာဏာပိုင်တယ်လို့ပြောဆိုနေတဲ့တရုတ်နဲ့အဲ့ဒီအာဆီယံနိုင်ငံတွေကြောင်းအငင်းပွားမှုတွေရှိနေပါတယ်။အဲ့ဒီရေပြင်ကိုတရုတ်ကသူတို့ပိုင်တယ်လို့ပြောဆိုနေမှုဟာဥပဒေအရမှန်ကန်မှုမရှိဘူးလို့နိုင်ငံတကာအငင်းပွားမှုဖြေရှင်ရေးတရားရုံးက2016ခုနှစ်အတွင်းဆုံးဖြတ်ပေးမယ် ေကျင်းကပေးချထားခဲ့ပါတယ်အထူးသဖြင့်ပေကျင်းနဲ့အမေရိကန်မဟာမိတ်ဖိလစ်ပိုင်တို့ကြောင့်တောင်တူဘင်လယ်မှာထိတိုက်ထိတွေ့မှုတွေမကြာခဏဖြစ်ပွားနေပါတယ်ဖိလစ်ပိုင်သမော်တွေကိုတရုတ်ကမ်းခြေဆောင်တပ်ကမိသက်ပိုက်တွေနဲ့ထိုးပြီးတားဆီးတာတွေမကြာခဏဖြစ်ပွားနေပါတယ်အာဆီယံနဲ့တရုတ်တို့ကအဲ့ဒီအငင်းပွားနေရာမှာလိုက်နာရမယ့်စီကံသတ်မှတ်ချက်တွေထားရှိဖို့စီစဉ်နေပြီးလာမယ့်နှစ်မှာအကောင့်ထဲပေါ်လာဖို့ရည်မှန်းထားပါတယ် ဒါဟာအဲ့ဒီစီစဉ်ကိုအဆိုပြုပြီးစေစုနှစ်နှစုကြောကြာမှအကောင့်ထဲဖော်ဖို့လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ဖိလစ်ပိုင်အနေနဲ့ရေပြင်လုံးချုံရေးအသေးချောင်းလှုပ်ဆောင်ဖို့မျှော်လင့်ထားပေမယ့်တရုတ်နဲ့သဘောတူညီမှုတစ်ခုခုရယူခဲ့မယ်ဆိုရင်လည်းသောမရှိသလိုဖြစ်နေလိမ့်မယ်လို့လေလာသူတွေကပြောပါတယ်မနီလာကနောက်ထပ်တင်မမှုမမြင့်တက်လာစေရေတွန်းအားပေးပြီးဘေကျင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းလိမ့်မယ်လို့တန်တမန်တွေကလေလာသူတွေကပြောပါတယ် အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်အနေနဲ့နိုင်ငံရေးပြဿနာကြုံနေတဲ့မြန်မာနိုင်ငံရေးကိုလည်းဖြည့်ရှင်းဖို့ဂျိုးပန်းရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်ရွေးကောက်ပွဲစတင်ဖို့ပြင်ဆင်နေချိန်အာဆီယံကလေးလံစောင့်ကြည့်သူတွေဆင်လွတ်မှာမဟုတ်ဘူးလို့တန်တမန်သတင်းရှင်းမြစ်တွေကပြောပါတယ်အာဆီယံဖွဲ့ဝင်တချို့ကရွေးကောက်ပွဲလ ీల ဆောင်ကြည့်သူတွေဆင်လွတ်သွားပွဲရှိနေပေမဲ့အာဆီယံကမဆင်လွတ်ရင်နိုင်ငံတကာအတိမတ်ပြုခံရဖို့မျှော်လင့်ထားတဲ့စေကောင်းဆောင်တွေအတွက်ကြီးမားတဲ့စုံယုံမှုဖြစ်လာမှာဖြစ်ပါတယ်ဖိလစ်ပိုင်အနေနဲ့စေကောင်းဆောင်တွေကိုအာဆီ ASEAN စည်းဝေးသို့ပြန်လည်တက်ရောက်ခွင့်ပေးမလားဆိုတာကိုလည်းဆုံးဖြတ်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခန့်အရေးရွှေရွေးမှုတွေကိုလည်းကြီးကြပ်ရမှာဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့လူငယ်တွေပြည်ပထွက်ခွာမှုမြန်မာနေတယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံအတွင်းကလူငယ်တွေကြောင့်မှပြည်ပရွှေ့ပြောင်းသွားလာမှုမြန်မာနေတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က အောက်တိုဘာ29ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ 2024ခုနှစ်ဒူဦးရီနဲ့အင်ကျောင်းရာတကောင်စင်ပြည်တော်စုစင်ခန်းစာ ထုတ်ပြန်ခြင်းခန်းနောက်မှာပြောဆိုခဲ့တာပါစေကောင်းဆောင်က လူငယ်တွေပြည်ပရွှေပြောင်းသွားလာမှုမြန်မာနေပေမဲ့တစ်ချိန်ကမွေးနှုံမြန်မာခဲ့တဲ့အကျိုးဆက်ကြောင့်အလုံးလုံးနိုင်တဲ့လူငယ်လူရွယ်တွေအရေးအတွက်ဟာညပြနေစေဖြစ်တယ်လို့ပြန်ဖာထေပြောဆိုခဲ့ပါသေးတယ်။ပြည်ပရွှေပြောင်းခြင်းဟာမိမိတို့နိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးမတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလုပ်ကိုင်ခွင့်လန်းနဲ့အိန္ဒိယနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုပုံမူတည်နေတာကြောင့်မိမိတို့နိုင်ငံအတွက်ရေရှည်ဖွံ့ဖြိုးမှုကိုဦးတည်ထိန်းသိမ်းနိုင်မယ်စီမံချက်တွေချမှတ်ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အလုတ်သမားရေးဆောင်ရွက်နေသူတို့ကတော့လူငယ်တွေပြည်ပထွက်ခွာမှုများလာတာဟာအလုတ်ကိုင်းမကောင်းတာနိုင်ငံရေးမတည်ငြိမ်တာလောက်ခလာစားနေတာဘေးကင်းလုံခြုံမှုမရှိတာအပြင်စစ်မှုရန်စင့်ခေါ်မှုတွေကြောင့်ဖြစ်တယ်လို့ပြောပါတယ်။ လူငယ်တွေပြည်ပထောက်ခွာမှုမြင့်တက်လာတဲ့ဆိုတာကတော့ပြည်တွင်းမှာရှိတဲ့အလုပ်ကိုင်းတွေမကောင်းလာတာတစ်ချက်ပေါ့နော်။တိုင်းပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှုရှိပြီးသားဒေသတွေမှာနေထိုင်လို့မရတဲ့ကိစ္စတွေလည်းပါတယ်။နောက်ပြီးကြတော့အလုပ်ကိုင်းရှိတဲ့နေရာတွေမှာလည်းအလုပ်ကိုင်းတွေကမကောင်းမှုအလုပ်ရှိလို့ရှိရင်လည်းလောက်ခလာစာကတိတ်နေတယ်။နောက်တစ်ချက်ကတော့ဒီစစ်မှုတဲ့ဥပဒေစင့်ခေါ်မှုကြောင့်လည်းပါတာပေါ့ဟုဆိုပါတယ်။ စစ်ကောင်ရှင်ကောင်းဆောင်ကတော့လူငယ်တွေကိုအကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးခြင်းဖြင့်အနာဂတ်မှာလူဦးရေစုလက်ရဲ့ကောင်းကျိုးတွေကိုဖန်ဆုပ်နိုင်မှာဖြစ်ပြီးလူငယ်တွေကိုလစ်လူရှုထားပါကလူဦးရေဆိုင်ရာဝန်ထုပ်ဝန်ပိုးနဲ့တူဒီငယ်အေးချမ်းမှုရောင်းနေလာနိုင်တယ်လို့အစိုးဆုံးအခြေအနေဖြင့်လူဦးရေဆိုင်ရာဘေးအန္တရာယ်ဖြစ်သွားနိုင်တယ်လို့ပြောပါတယ် ။အဓိကကတော့ကျွန်တော်တို့လူငယ်ပိုင်းတွေဖြစ်နေတဲ့ပြဿနာတွေကအဓိကပေါ်တာဆွဲတာအဲ့ဒါကိုပဲကြောက်ရွံ့ပြီးတော့သွာလာနေရတယ်။ဒီလူငယ်တွေရဲ့အနာဂတ်တွေကပျောက်သွားတာပေါ့။ဒီတိုင်းပဲဒီလိုပဲပေါ်တာဆွဲလိုက်လုံလိုက်ဆိုရင်တော့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလူငယ်တွေကအသက်ပြည့်တဲ့လူငယ်အများစုကဘလို့ဖြစ်သွားနိုင်လဲဆိုတော့ပြည်ပနိုင်ငံနိုင်ငံခြားကိုရောက်သွားတာမျိုးတွေပြီးတော့လွတ်မြောက်နေမြေတို့ဘာလို့ရောက်သွားတာတွေပဲရှိမှာပေါ့ဟုဆိုပါတယ်။ ဒါအပြင်လက်ရှိအခြေအနေအရပြည်တွင်းမှာလည်းအလုတ်ကိုင်းခက်ခဲတွေဝင်ငွေထက်ငွေမမျှတမှုပြဿနာတွေအတင်းအဓမ္မစစ်သားစုဆောင်းနာတွေဖြင့်အထွေထွေအကျက်တဲတွေကြောင့်လည်းလူငယ်အများစုပြည်တွင်းမှာမနေလိုကြတော့တာကိုတွေ့ရတယ်လို့၎င်းကဆက်ပြောပါတယ် တဖက်မှာစစ်ကောင်မရှင်ကောင်းဆောင်ကလက်ရှိထုတ်ပြန်တဲ့2024ခုနှစ်သကောင်စင်ရင်အချက်လက်တွေအရမိမိတို့နိုင်ငံရဲ့လူ့ရေဟာဆိုရင်ဆယ်စုနှစ်အတွင်းပထမဆုံးချိန်ဖြစ်ရောကျလာတာကိုတွေ့ရတယ်လို့ပြောပေမဲ့ဘယ်လောက်ရောကျသွားလဲဆိုတာကိုထုတ်ဖော်ပြောဆိုတာမရှိပါဘူးအခုလိုလူ့ရေရောကျလာတာဟာမွေးဖွားနှုန်းကျဆင်းတာရွှေ့ပြောင်းသွားလာမှုမြင့်မားလာတာမိသားစုပုံစံတွေပြောင်းလဲလာတာတွေကြောင့်ဖြစ်ပြီးအဲ့ဒါဟာဆိုရင်စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့အခွင့်အလမ်းတစ်ခုလို့လည်းသတ်မှတ်ယူနိုင်တယ်လို့စစ်ကောင်မရှင်ကောင်းဆောင်ကဆိုပါတယ်စစ်ကောင်မရှင်ရဲ့2020 2024ခုနှစ်တကောင်စင်းအရစင်ရင်ကောက်ယူနိုင်ခြင်းမရှိတဲ့ဒေတာတွေကခံမဲလူရေ16တက်တမ2တန်းအပါဝင်မြန်မာနိုင်ငံမှာလူရေစုစုပေါင်း51တက်တမ4တန်းရှိပြီးပြပရွှေပြောင်းသွားလာမှုအနေနဲ့စင်ရင်ကောက်ယူခဲ့တဲ့အိမ်အောင်စုတွေရပြေဆိုမှုရပြပမာနေထိုင်တဲ့မြန်မာနိုင်ငံသား1တက်တမ1နှစ်တန်းကျော်ရှိတယ်လို့ဆိုထားကြောင်းသိရှိရပါတယ်။